နတ်ဆူနင်ထုတ်ပေးတာဖြစ်ပါတယ်သူကမြေကြီးအချီချူပိုင်ဆိုင်မဲ့သူဖြစ်တယ်နိဘေးမမတော်နဲ့အဲ့ဒီမှာနေကြီးပွားမယ်လို့ပရော့ဖက်ကပြောတာဖြစ်ပါတယ်သူကကကန်ဒီကလာရာ ya Karongo sub county omusiza wa ruhanga ki yagamba namazima prophet pyore dai mamba re akapereza ankabana akataka kache twatandika kakayanira My father gave us as his children a small piece of land and we started fighting for this land. အာကျွန်တော်တို့ကဖဲကငေကိုမနမမြေကြီးပေးတယ်ဒါပေမဲ့ဒီမြေကြီးကငဲတယ်အဲ့ဒါလူကြတာ uh, အခုတော့ဘုရားသခင်ကကျွန်တော်ကိုမြင်ကြည့်အကြည့်ကြည့်ပေးမယ်ဆိုတာကြားတော့ကျွန်တော်အယံဝမ်းတာပါတယ်။နတ်ဆုနေတော့ပြတာဖြစ်ပါတယ်။နေမှာအင်မတာအောင်မြင်တဲ့ယုံခန်းကိုထိုင်နေတာတွေ့ရတယ်။ said yes got a hemorrhage ဒီနေ့အဓိကဘာသာပြန်မှာကတော့ဒီအမျိုးသမီးဖြစ်ပါတယ်ဒီအမျိုးသမီးကသွေးတွင်နာယောဂရှိတာဖြစ်ပါတယ် တမန်ကျမ်းစာထဲမှာအမျိုးသမီးတယောက်ကသွေးတူနာရှိနေတာဖြစ်တယ်။နှစ်ပေါင်းများစွာ ကုတော်ညာလည်းပဲပတ်စံကုန်သွားတယ်။ဒါပေမဲ့သွေးတူနာမပြောက်ဘူးဆက်တူနေတာဖြစ်တယ်။ခရစ်တော်ရှိကိုလာတဲ့အခါမှာခရစ်တော်ရဲ့ဘဝကိုတူပြီးမှချစ်ချင်းပဲသွေးတူနာရပ်သွားတာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီသွေးတူနာကနတ်ဆိုးကြောင့်ဖြစ်တာဖြစ်တယ်လို့ကျမ်းစာကမရေးပေမဲ့ဒီခေတ်မှာကျွန်တော်တို့ပြန်လည်လာတဲ့အခါ အမျိုးသမီးတွေရဲ့သွေးတွနာဟာနတ်ဆိုးကြောင့်ဖြစ်တယ်ဆိုတာကိုသိခွင့်ရတာဖြစ်ပါတယ်။ဒီအမျိုးသမီးဟာနတ်ဆိုးနဲ့ပတ်သက်ခဲ့တဲ့အတွဲသွေးတွနာရတာဖြစ်တယ်။ပရိုဖက်ကာသူ့ကိုစွတ်တောင်းပေးတဲ့အခါသွေးတွနာရတော့တာကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့် online မှာသွေးတွန်ချင်းရှိတဲ့အဲဆွေမျိုးသားချင်းတွေဒီဆုံးတယောက်ရှိတယ်ဆိုလို့ရှိရင်ခုဆွေမျိုးသားချင်းတွေကိုသွေးတီသွေးတွနာခြင်းကနဲ့လွတ်မြောက်နိုင်တာက broad petition မှာဆွတ်တောင်းခံခြင်းဖြစ်တယ်ဆိုတာ बहुत दुरा श ि य Go and wash, it is over. She went. Go and wash. In that time, I told him, go a go s e c h o v e It is over. Ni piyata na ka, ni l u m i a o b i l u bhaare. name is Namagembe Jauhar. Toma name. I came here with the disease of hemorrhage. Toma digulara ka the disease of hemorrhage. သိပ္ပံပညာတွေကတော့ဒါကိုတွေးတွနာလို့ခေါ်တာဖြစ်ပါတယ်။တမချန်စာထဲမှာလည်းတွေးတွနာလို့ပဲခေါ်ပါတယ်။အပေါ်မှာရေးထားပါတယ် hemorrhage တွေးတွနာဖြစ်တာ7 years 9နှစ်ရှိပြီလို့ပြောပါတယ်။ဒုတိယတစ်ခုက anxiety เนาะဆိုးရွင်တာ เนาะအလိုလိုနေရင်စိုးရင်ဒါအဲ့လိုဖြစ်တာရှစ်လရှစ်ပြီလို့ပြောတယ်ဒါကနတ်ဆူလောက်တဲ့လက္ခဏာပဲဖြစ်ပါတယ် business failure နံပါတ်3ကသူစီးပွားရေးဘာလို့လို့မအောင်မြင်ဘူးစဆုံးတယ်နတ်ဆူဝင်ရင်အဲ့ဒီအမှုကိုကြုံရမှာဖြစ်တယ်အဲ့ဒီကနေလွမြောက်သွားဖို့เนาะအဲတွေးတွန်းတာတက်ကနေလွမြောက်ဖို့ဆိုရင်ချင်းတက်ကနေလွမြောက်သွားဖို့ business failure ငွေကြေးရှာချင်တဲ့က အဲဘယ်လိုပြောမလဲအခုရဲ့စီးပွားရေးလုံငန်းပြည်ထနာတက်ကလွတ်မြောက်သွားဖို့ဆွတောင်းလာခံတာဖြစ်တယ်အဲတမက holy marriage ကိုလိုချင်တာဖြစ်တယ်เนาะဟိုမျိုး living together နေပြီးမှလက်ထပ်တာမျိုးမဟုတ်ပဲအတူတူမနေပဲတေချာအမင်္ဂလာဆောင်ပြီးမှအာနေတဲ့ဘဝ holy mary လို့ခေါ်တယ်အဲ့ဒါကိုလူချင်တယ်လို့သုတောင်းခံချက်တည်းမှာပါပါတယ် အခုတော့ तुम အိမ်သားမှာတွားပြီးမှ profit ပြောတဲ့အတိုင်း तुम ကို तुम ဆဲကျော်တန့်စင်ပြီးတက်တယ်လာခဏဖြစ်တယ်နားထောင်ကြည့်အောင်ဆရာဒီတွေးတွနာဖြစ်တာ9နှစ်ရှိပြီ when man of god prayed for me prophet chuma ko sut down pe de kha wan sabite i go i wash prophet pyo de tai in da twa bi ma chuma ko ko se jaw ba de immediately when i washed i found when the blood had stopped ကျွန်မကိုကျွန်မဆေးကြောပြီးနောက်ကျွန်မကြည့်တဲ့အခါမှာသွေးက the blood was stop သွေးကဆက်မစင်းတော့ပဲရပ်သွားတာကိုကျွန်မခံစားလိုက်ရပါတယ် မလီရီဆိုကနာဘာနေစာဆိုတော့တမချန်းစာထက်ကအမျိုးသမီးလဲထုန်လကောင်းပဲယေရှုရဲ့ဘဘွားကိုတို့ရတဲ့ကိုတခါတည်းတွေးတွန်တာရက်သွားတယ်တွေးခမ်းသွားတယ်ဗောနော်ဆိုတော့အမျိုးသမီးကလည်းပဲသူ့ထဲမှာတွေးကတစက်တစက်ယူနေတဲ့ဟာတခါတည်းရက်သွားတာကိုခံစားရတာဖြစ်ပါတယ်သူတကင်လွန်ခဲ့တော့အနည်း2000မှာအနာရောဂါငြိမ်းပေးတဲ့ဖီးယားယခုချိန်ထိတိုင်အနာရောဂါငြိမ်းပေးတာဖြစ်တယ်ဒါကြောင့်ရှမတဲ့အခန်းကြီး30အငယ်1အငယ်1မှာယေရှုခရစ်တော်က နာတော့သူကိုကြမစေပါလို့ပြောတဲ့ခါမှာဒီလိုတွေပါတယ်။နတ်ဆိုးဆွဲတဲ့သူကိုနင်ထုတ်ပေးပါလို့ပြောတာဒါဒီပါတာဖြစ်ပါတယ်။ Thank you man of God for praying for me. ပရဖက်ကျမအတွက်ဆုတောင်းပေးတဲ့ယေရှုတင်ပါတယ်။ကျမကအနာရောဂါငြိမ်းစေတဲ့ယေရှုဖခင်ကိုယေရှုတင်ပါတယ်။ဆိုတော့ယေရှုခရစ်တော်အနာရောဂါငြိမ်းငြိမ်းပေးတာကတော့ ဒီလွန်ခဲ့သောအနှစ်2000လူဇာတိခံပြီးမှပဲငြိမ်းပိတာမဟုတ်ပါဘူးတမဟောင်းကာလကလေးကနေလူဇာတိမခံခင်ကလေးကနေဂျူးလူမျိုးကိုဖျားတခင်ကဒီယေရှုခရစ်တော် လူဇာတိမခံခင်ဘူးဝိညာဉ်တော်ဘဝကလေးကနေအနာရောဂါငြိမ်းပိတယ်ဆိုတာကိုဒီမောရှေရဲ့စံစာမှာတွေ့နေတာဖြစ်ပါတယ် I'm here with Katimponye. I'm here. Chama chama tawa bi. ဆိုတော့ဒီလူလူတွေကလာရတာအရန်ကိုတန်ဖိုးရှိတာဖြစ်တယ်ဒီယောဂါကိုဆရာဝန်ရက်အောင်လှုပ်လို့မရဘူးဆရာဝန်ရအောင်လှုပ်လို့ရတာကတဲ့အိမ်ကိုထုတ်ပြမှသွေးရက်သွားတဲ့အမျိုးဖြစ်တယ်ဒါမျိုးအဲ့လိုမျိုးကိုဒီအမျိုးသမီးကလိုချင်တာမဟုတ်ဘူးသူက holy mary ကလေးမွေးချင်တဲ့တာဖြစ်တယ်နော်ဒါမဲ့သူမရဲ့ဆန္ဒကအခုပြည့်စုံလာတာကိုတွေ့ရတာဖြစ်တယ်ယေရှုခရစ်ရဲ့နာမတော်ကိုဘုန်းပေးပါတယ်ဘဝိနေမြတ်ခရစ် ခုတော့ဒီပြဿနာဘယ်ကနေလာတယ်လဲဆိုတော့ prophet ကလမ်းအဇင်းမီကိုရှင်းပြมาဖြစ်တယ်နင်း၃နှစ်တမီးအရွယ်တုန်းက there was a place you were taken နေကိုလူကြီးတွေကခေါ်သွားပေးတဲ့နေရာရှိတယ် and this place they had a shrine အဲ့ဒီမိဘတွေကလူကြီးတွေကနေကိုခေါ်သွားပေးတဲ့နေရာမှာနတ်ဆင်ရှိတယ် they have shrine နတ်ဆင်ရှိတယ် This is where you were dedicated. အဲ့ဒီနေရာမှာနေကိုပူဇော်ထားတာ to become a wife of a witch doctor နင်ကြီးလာတဲ့အခါမှာအန်အောက်လိုင်းဆရာပါ witch doctor ဆိုအောက်လိုင်းဆရာကိုပြောတာအောက်လိုင်းဆရာရဲ့ကတော်ဖြစ်လာဖို့နင်ကိုပူဇော်ထားတာဖြစ်တယ်စက်ကတ်ထားတာပေါ့နော် that place တမကဘေးအယအာအသက်နာဖြစ်တယ် prophet ပြောတာကအဲ့ဒီနေရာ remember the uncle issue အဲ့ဒီနေရာမှာဦးလေးနဲ့ပတ်သက်တဲ့ပြဿနာရှိတယ်ချေချူကင်းဆောင်ကစား uncle the house is within the coffee plantation အညွန်ပါအဲ့ဒီမှာအဲ့ဒီအိမ်ကဘယ်နားမှာလဲဆိုတော့ဒီ coffee ချမ်းရှိတဲ့နေရာကြားမှာဟုတ်ပါတယ်အာကြီး ဒါကသုံးနှစ်သမီးရဲ့အွယ်မှာဖြစ်ခဲ့တာဖြစ်တယ်ဒါကြောင့်ဒါတွေကမိဘတွေမဲမှာပဲပူကြည်လင်မှာဖြစ်တယ်သူမရဲ့အမေကိုမဲကြည့်ပြီးမှဘာဖြစ်တယ်လဲနားတောင်ကြည့်ရအောင် This is the cooking ministry So I had to confirm the prophecy with calling my mom or would not be prophet future မမမကိုတိဘွတ်တွေကျမရွာမှာရှိတဲ့အမေကိုဖုန်းခေါ်ပါတယ်ဘတ်တနီရော့စတော့ကိုပြီးတော့မမဝန်ကစီမုစ်အစောလို့ဘုကာကဆာ And my mom told me that my dad used to take me to the village when I was three years. Mama. အမေကပြောတယ်ကျမသုံးနှစ်တည်းမြဲအရွယ်မှာအဖေကကျမကိုရွာကိုခေါ်သွားတယ်လို့ပြောပါတယ်။နာကကဆနာကဘာချာချဝံကရန်ထွာလန်ကမချာလို့မလေးမြခေစတ်သူ I was taken to a shrine ဘာထွာလမကျမကိုဘေးကိုခေါ်သွားလဲဆိုတော့နတ်ဆင်ရှိတဲ့နေရာကိုခေါ်သွားပါတယ်။ and I was dedicated to a wish doctor as his wife. နေမဖုန်းကယောအဲ့ဒီမာပဲအဲ့ဒီကျမကြည်လာလို့ရှင် online ဆရာရဲ့ကတော်ဖြစ်မယ်ဆိုပြီးမှအဲ့ဒီမှာစက်ကတ်ထားတာဖြစ်ပါတယ်။ Pero mucha la uomo loco. So what man of God say is true. No le prophet ပြောတာမှန်ပါတယ်။ဆိုတော့ prophet ဆိုတာကဘယ်လိုမျိုးခေါ်တာလဲ။တမန်ကျမ်းစာမှာဖော်ပြထားပါတယ်။ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး9အငယ်9 prophet ဆိုတာဘုရားသခင်ဆယ်လွတ်တာမင်းတို့တို့လို့ခေါ်တယ်ဘုရားသခင်ကိုကိုယ်ွယ်တဲ့လူတွေကိုပြတနာကြုံတဲ့အခါကူညီဖို့ဆယ်လွတ်ထားတာဖြစ်တယ်တမဟောင်းမှာပဲဆယ်လွတ်သလားဆိုမဟုတ်ဘူးတမတက်မှာလည်းဆယ်လွတ်ထားတာဖြစ်တယ်အဖေဩဝါဒခန်းကြီး၄အငယ်၁၁ဆနစ်မှာလူတချို့ကိုတမန်တော်အရာ၌၎င်းလူတချို့ကို prophet အရာ၌၎င်းတချို့ကိုတဲအုပ်เสียတချို့ကိုတရားဟောเสียတချို့ကိုသာသနာပြုเสียတချို့ကိုတင်ပေးတော့เสียဖြစ် ယေရှုခရစ်တော်ရွေးချယ်ထားတယ်လို့ပြောပါတယ်ဆိုတော့ prophet ကခန်းတွေက prophet ဖြစ်ရွေးချယ်ခြင်းခံရတာဖြစ်ပါတယ်ဆရာကထွန်းချာယောကတဲ့ချီတူဖူ and in the village there is coffee plantation အဲ့ဒါမချတမတော်မိပါဒီရဲ့ရွာမှာ coffee ချန်ရှိပါတယ်ဘာဖေဝါဒီဝအမစီရကွမ်မွန်နီအဲဝဲဆိုတော့ prophet ပြောတာ coffee ချန်ရှိတဲ့နေရာမှာလို့ပြောတာမှန်ပါတယ် my uncle's place တမကရွာကိုရောက်တော့ အဖေရဲ့အဖေနဲ့အမျိုးတွေပေါ့နော်ဦးလေးရှိကိုတွားပါတယ်အဲ့ဒီမှာဦးလေးကမလုပ်တယ်ဆိုတဲ့အခါကျတော့ရေရဲဆေးရွက်ရဲစပ်ပြာရဲစပ်ပြာဆိုတာနတ်ပညာနဲ့လုပ်ထားတဲ့စပ်ပြာနဲ့ ကျမကိုရေချူးပေးပါတယ်ဒါသုံးနှစ်တမီးအရွယ်မှာအဲ့လိုလောက်တာနဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်သူမထဲကိုနှက်ဝင်သွားပြီးမှအဲ့ဒါကြီးလာလို့ရှိရင်အောက်လိုင်းဆရာရဲ့မိမဖြစ်ဖို့ဖြစ်ပါတယ်အဲ့ဒါကနတ်ဆင်ရဲ့အနောက်မှာအဲ့လိုရေချူးပေးတာဖြစ်ပါတယ်အဲ့ဒီချင်းနန်စီငါမလို့ဒါကြောင့်ဒီတမချန်းစာမှာဟောချေနာကတိချခန်းကြီး၄ပေါ့နော်အဲ့မှာရေးထားတယ် လူတွေကတဲ့အချင်းပြက်စီးတယ်တဲ့။ဘာကြောင့်ပြက်စီးတာလဲဆိုလို့ရှင်ဘုရားသခင်ရဲ့အတော်အလာကိုမသိတဲ့အတွက်ပြက်စီးတာပါတဲ့။ဆိုတော့ဘုရားသခင်ရဲ့အတော်အလာကိုမသိရင်လည်းပြက်စီးတာဖြစ်တယ်လို့နတ်ရဲ့အတော်အလာကိုမသိရင်လည်းပြက်စီးတာပါပဲ။အခုလည်းသွေးသူနာတတဲလုံးခံရတယ်။နတ်ရဲ့အတော်အလာကိုမသိလို့အခုလိုခံရတာဖြစ်တယ်။ဒါကြောင့်ဘုရားရဲ့အတော်အလာကိုလည်းသိဖို့လိုတယ်လို့နတ်ရဲ့အလုပ်ကိုလည်းသိဖို့လိုတယ်ဒီကာလလူတွေကအဲ့ကကြမှတ်တာအဆင်ပြေမှာဖြစ်ပါတယ်။ omunyo era nga bannaalizanga mabega w'essabo ဒါကြောင့်ပရောဖက်ပြောတာအလွန်မှန်ပါတယ်။ I have a spiritual man in dream ။အမေထမကျွန်တော်ကျမကနှစ်ယောက်ကြာရှိပါတယ်။ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းနတ်စာကနဲ့လာခဲ့တာဖြစ်တယ်။နတ်စာမှနေခဲ့တဲ့အခါကို့မှာနှစ်ယောက်ကြာနှစ်မိန်းမရှိဆိုတော့ကျွန်တော်တို့လည်းနားမလည်ဘူး။အခေါ်လည်းမတိတလို့တိလည်းမတိဘူးပေါ့နော်။ ဒါပေမဲ့ကျွန်တော်တို့ဒီအခုနောက်ပိုင်းဒီတီဗီဂျောရှွာတို့ပရိုဖက်ခကန်တို့ပေါ်လာတဲ့အခါပရိုဖက်ကြီးတွေပေါ်လာတဲ့အခါလူဒီမှာကမိမရှင်မှာနတ်ယောက်ျားရှိနေတယ်နတ်ယောက်မိမလည်းရှိနေတယ်ယောက်ျားရှင်မှာလည်းနတ်မိမရှိနေတယ်နတ်ယောက်ျားရှိနေတယ်ဘယ်မှာတည်နေတယ်ဆိုတော့အိမ်မက်ထဲမှာတည်နေတာဖြစ်တယ်ဆိုတော့အာခရိယာဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေနတ်ယောက်ျားရှိတယ်နတ်မိမရှိတယ်ဆိုလို့ရှိရင်အဲ့ဒီနတ်တွေကအဲ့ဒီလူကိုဒုက္ခပေးတယ်ဆိုတာကို နားလည်ထားစေချင်ပါတယ်အဲ့ဒီခါနဲ့လွတ်မြောက်စေချင်တယ်ဆိုလို့ရှိရင်တော့ prophecy သွားပြီးမှဖေရှားဖို့လိုတယ်သူမကတော့သူမအိမက်ထဲမှာကျွန်မမှာနှစ်ယောက်ကြာရှိတယ်လို့ပြောတယ်ဘာဖြစ်လို့ဆိုတော့သူတို့ရှင်မှာ prophet ပေါ်လာတဲ့အတွက် prophet ကတုံတင်တဲ့အတွက်ကိုယ့်ရှင်မှာဘာရှိတယ်ဆိုတာသူတို့ကသိလိုက်ရတာဖြစ်ပါတယ်ကနေပြီးတော့ခြေပြပြောဆက်ကြကဘေကချနာငေ So white man of God as said is 100% true. တရားရခိုင်တော့ prophet ပြောတာမှန်ပါတယ်။ so အဲ့ဒီအမျိုးသမီးအတွက်ပါတာပြန်လာတော့ဒီမှာရနာပြီဖြစ်ပါတယ်။နောက်ထပ်လူတယောက်ပါတာပြန်တာကိုတတ်တတ်ဗီဒီယိုဖိုင်နဲ့ပြန်မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။